အမေရိကန်နိုင်ငံကနာမည်ကြီးမော်တဲ့ကောင်မလေးတစ်ယောက်ဖြစ်တဲ့အိုလီဗီယာဟာအင်ဂျီတလုံးရဲ့ဘေးမှာရှိနေတဲ့ရေကန်ထဲမှာရေကူးနေခဲ့ပြီးအနီးနားမှာချောင်းကြည့်နေခဲ့တဲ့ကောင်လေးနှစ်ယောက်ဟာအဆိုပါကောင်မလေးတောက်မဲ့ဖြော်ရည်တဲကိုစိတ်ကပ်သွားခဲ့ပါတယ်။ဒီလိုနဲ့အဆိုပါကောင်မလေးလည်းရေကူးပြီးလို့ဖြော်ရည်တောက်ကအခန်းထဲကိုပြန်လာနေရင်ရုတ်တရက်ဆိုသလိုအမြင်တွေဝေဝါးလာခဲ့ပါတယ်။ဒီလိုနဲ့အခန်းထဲကိုရောက်တဲ့အခါမှာတော့အသင်းဆောင်နေတဲ့ကောင်လေးနှစ်ယောက်ဟာအဆိုပါမော်ဒယ်မလေးကိုအတမတ်ပြုခြင်းမို့လုံနေတော့မှာပဲ။ အဆိုပါကောင်မလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာအနီရောင်အကြောတွေထလာခဲ့ပြီးရုတ်တရက်တည်ဆုံသွားခဲ့ပါတယ်။ဒီလိုနဲ့တည့်ရက်မှာတော့အဆိုရအရာရှိတွေဟာမော်ရယ်ကောင်မလေးတည်ဆုံမှုကိုအခုလိုရှင်းပြခဲ့ပါတယ်။မော်ရယ်မလေးရဲ့ခန္ဓာကိုယ်ထဲမှာဘူးရင်စေတဲ့ဆေးတွေရောစပ်နေတာကိုတွေ့ရှိခဲ့ရပြီးတစ်မျိုးကတော့ LSD လို့ခေါ်တဲ့ဆေးတစ်မျိုးကိုဖျော်ရည်ထဲမှာထည့်ပျော်ထားခဲ့တာဖြစ်ပြီးနောက်ထပ်တစ်မျိုးကိုတော့အခုချိန်ထိမသိရသေးကြောင်းရှင်းပြခဲ့ပါတယ်။ရာရှိုဒါလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဟာသူ့ရဲ့ဘိုက်ထဲကကလေးလေးရဲ့ကျမ်းမာရေးအတွက် စင်းရုံတစ်ခုမှလာရောက်ပြသခဲ့တဲ့အခါစင်းရုံကဆရာဝန်မကြီးကကလေးလေးကကြမ်းမာပါတယ်ဒီတော့မင်းမနှက်ဖြန့်သွားမလားဆိုပြီးမြေခဲ့တဲ့အခါရာရှိုဒါကလည်းကျမဒီမှာပဲနေပြီးကလေးကိုသူတို့စီပို့လိုက်လို့မရဘူးလားဆိုပြီးမြေခဲ့လိုက်ပါတယ်ထို့အချိန်မှာပဲဆရာဝန်မကြီးကမင်းရဲ့ဘိုက်ထဲကကလေးလေးဟာမီလီယံနဲ့ချီပြီးတန်လာကြောင်းသူတို့ကမင်းရဲ့ကလေးကိုမင်းတို့လိုစင်းရဲရက်ကွက်မှာငွေခွင့်ပေးမှာမဟုတ်ဘူးဆိုပြီးပြောခဲ့တဲ့အခါမှာတော့ရာရှိုဒါတယောက်အရာတစ်ခုကိုစဉ်းစားနေခဲ့ပါတယ်အစောပိုင်းအချိန်မှာပဲဆရာဝန်မကြီးက မင်းကပတ်စံကိုလိုတယ်မလားသူတို့ကလည်းမင်းရဲ့ကလေးကိုလိုတယ်မင်းအဲ့ဒီကိုရောက်သွားရင်အဲယာကိုနဲ့ TV နဲ့အေးအေးဆေးဆေးဘယင်မလို့နေရမှာနောက်ပြီးအဲ့ဒီကိုမသွားခင်မှာသူတို့ကမင်းတို့ရမယ့်ပတ်စံရဲ့90ရာခိုင်နှုန်းကိုပေးလိမ့်မယ်ဆိုပြီးပြောကမနှက်ပြန်ကွာဖို့အတွက်ရာရှိုဒါကိုပြင်ဆင်ဖို့မှန်ခဲ့လိုက်ပါတယ်အပြင်ကိုထွက်လာခဲ့တဲ့ရာရှိုဒါကိုစေယုံလက်ထောက်နတ်စမတအူးကမင်းရဲ့ကလေးကျမ်းပါတယ်ဆိုတာသူလိန်ပြောနေတာသူတခြားဆရာဝန်တယောက်ကိုပြောနေတဲ့အကြားတယ်မင်းရဲ့တဲ့အိမ်ကအရန်ကိုအားနေနေပြီး နောက်ထပ်ကလေးမွေးလို့ရနိုင်တော့မှာမဟုတ်ဘူးငါတို့မင်းကိုဒီလိုအငားကိုဝင်ဆောက်ခိုင်းရင်ငါနဲ့ဆရာဝန်မကြီးကပတ်စံအများကြီးရတယ်ဒါပေမဲ့မင်းကိုမြင်တော့ငါရဲ့သမီးလေးကိုတတိယသွားလို့မင်းကိုအခုလိုတွေတတိပေးနေတာတေချာစဉ်းစားပါသမီးဒီအလုပ်ကိုမလုပ်လို့မရဘူးလားဆိုပြီးမေးခဲ့တဲ့အခါရာရှိုတာကလည်းသမီးဒါကိုလုံးဝရမယ်သမီးရဲ့ညီမလေးခွဲစိတ်ခံဝင်ပြီးအသက်ရှင်နိုင်ဖို့အတွက်ဒီအလုပ်ကိုလုပ်ရမှာဖြစ်ကြောင်းပြန်ပြောခဲ့လိုက်ပါတယ်အင်ကိုပြန်ရောက်တဲ့အခါမှာတော့ရာရှိုတာတယောက် မနေ့ပြန်သွားဖို့အတွက်ပစ္စည်းတွေကိုတင်စီနေခဲ့ပြီးတချိန်ကသူ့ရဲ့ညမလေးနဲ့အတူပျော်ရွှင်နေခဲ့တဲ့အချိန်တွေကိုပြန်လည်တွေ့တော့နေတော့မှာပဲလူတယောက်ရောက်ရှိလာခဲ့ကဓာတ်ငွေပိုင်လိုင်းဆဲဖို့လာခဲ့တာဖြစ်ကြောင်းပြောကအိမ်ထဲကိုဝင်ရောက်လာခဲ့ပါတယ်အထဲကိုရောက်တဲ့အခါမှာတော့သူ့မှာပါတဲ့အိတ်တလုံးကိုချပြီးဓာတ်ငွေပိုင်လိုင်းဆစ်ပြီးပြေချောင်းပြောကအပြင်ကိုပြန်ထွက်ဖို့လုပ်ခဲ့တဲ့အခါမှာတော့ရာချိုတာကရှင်းရဲ့အိတ်ကြံခဲ့ပြီလို့ပြန်ပြောခဲ့လိုက်ပါတယ်အဆိုပါလူကလည်းအဲ့ဒါမင်းရဲ့အိတ်ပြေချောင်းနဲ့အထဲမှာပတ်ဆက်နေပါကြောင်းပြောက အပြစ်မှာငါတို့ကားနဲ့စောင့်နေမယ်၅မိနစ်အတွင်းထွက်ခဲ့ပါဆိုပြီးရာရှိုဒါကိုပြောခဲ့လိုက်ပါတယ်ဒီလိုနဲ့ရာရှိုဒါလည်းအထုပ်အပိုးတွေပြင်ဆင်ပြီးကားပေါ်ကိုတက်သွားခဲ့တဲ့အခါကားပေါ်မှာရှိနေတဲ့လူတစ်ယောက်ကစည်းကမ်းတွေကိုတိတယ်မလားဆိုပြီးပြောကသူပေးတဲ့ဈေးကိုတောက်ဖို့ပြောခဲ့လိုက်ပါတယ်ဒီလိုနဲ့ရာရှိုဒါလည်းအဆိုပါလူပေးတဲ့ဈေးကိုတောက်ပြီးသူနေထိုင်ရာရက်ွက်လေးကိုကြည့်ကတခဏအတွင်းမှာပဲတတိမြေပြောသွားခဲ့ပါတယ် တညမှာတော့နာမည်ကြီးမော်တယ်မင်းသမီးတရားဖြစ်တဲ့ရာရှီရှီနဲ့အတူစီးပွားရေးလုပ်ငန်းရှင်တရားဖြစ်တဲ့ရက်ဒီတို့ဟာကားအက်ဆီဒန့်တစ်ခုဖြစ်ပြီးတေဆုံးသွားခဲ့ရပါတယ်။တစ်ဖက်မှာရှိနေတဲ့ရာရှိုတာလည်းသတိမေ့မျောရာကနေနိုးလာခဲ့တဲ့အခါမှာတော့အခန်းတစ်ခုထဲကိုရောက်နေခဲ့ပြီးသူ့ရဲ့လက်မှာလည်းလက်ပတ်တစ်ခုကိုပတ်ထားခဲ့တာကိုတွေ့မြင်ခဲ့လိုက်ပါတယ်။ဒီလိုနဲ့အခန်းထဲကိုလက်ပတ်ကြည့်ရှုနေခဲ့ပြီးအခန်းရဲ့ဗရင်ပအပြင်ဘက်မှာရှိနေတဲ့ငှက်ကလေးကိုလက်နဲ့လှမ်းထိဖို့လုံနေတော့မှပဲအခန်းထဲကိုမာတူဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်ရှိလာခဲ့ပါတယ် အဲ့ဒီနောက်မှာတော့မာတူဟာရှေ့ရဲ့ကျေးဇူးနဲ့ကလေးမရနိုင်တဲ့မိသားစုတစုကတော့ပျော်ရွှင်နေတော့မယ်ဆိုပြီးပြောကဒီလိုနေရာကိုအခုလိုခေါ်လာခံရတဲ့အတွက်စိတ်မပူပါနဲ့ရှေ့ရဲ့ဘိုက်ထဲကကလေးဟာတစ်ချိန်ကျရင်ဘီလီယံနာဒါမှမဟုတ်အင်ကြီးအင်ကောင်းရဲ့အသေးကြော်ပဲလော်လေးဖြစ်လာတော့မှကြောင်းရှေ့ရဲ့မမွေးရသေးတဲ့ကလေးလေးဘေးကင်းကျမ်းမအောင်လောက်ရမှာကကျမတို့ရဲ့တာဝန်ပဲမကြခင်စူမာတာရောက်လာလိမ့်မယ်သူကမိရဲ့ကြီးကြပ်သူပဲသူကရှင့်ကိုစောင့်ရှောက်ပေးပါလိမ့်မယ် နောက်ပြီးဒေါက်တာဂေါ်တန်ကတော့ရှေ့ရဲ့ကျမ်းမာရေးအတွက်ဆစ်စစ်ပေးပါလိမ့်မယ်ဆိုပြီးပြောတာထွက်သွားခဲ့ပါတယ်။မာတူဟာ Eva လို့ခေါ်တဲ့ကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်ပြီး Eva ဆိုတာကုန်ဝင်ဆောင်မိခွေတွေကိုစောက်ရှောက်ပေးရတဲ့နေရာတစ်ခုဖြစ်တယ်လို့ကမ္ဘာတဝန်းကကလင်းလိုချင်တဲ့မိသားစုတွေနဲ့ထိဆက်ပေးတာပဲဖြစ်ပါတယ်။ရာရှိုဒါဟာလည်းအဲ့ဒီလိုပဲ Eva ကိုရောက်ရှိလာတဲ့သူဖြစ်ပါတယ်။သူမလိုပဲအခြားကုန်ဝင်ဆောင်မိခင်တွေအများကြီးလဲဒီနေရာမှာရှိနေကြပါတယ်ဒီဆေးရုံလိုနေရာထဲမှာကုန်ဝင်ဆောင်မိခင်တွေကိုအုပ်စုတွေခွဲထားခဲ့တာ ုပ်စုတစ်ခုမှာ၅ယောက်ပါပြီးခေါင်းဆောင်တစ်ယောက်စီပါရှိပါတယ်။ရာရှိုတာဟာသူမရဲ့ကိုဝင်ကိုစေးစေးဖို့ခေါင်းဆောင်သွားခံရပြီမဲ့ကလေးကိုဘယ်တော့မှမမြင်ရပါဘူး။ဒီလိုပိတ်ပင်ထားတာဟာကိုဝင်ဆောင်မိခင်တွေကကလေးကိုတခြားသူတွေစီပေးအပ်ရမယ့်သူတွေဖြစ်တဲ့အတွက်ကလေးအပေါ်ဘလို့မှတန်ရုံးစင်မတွေ့တာစေဖို့ရည်ရွယ်ထားတာလို့ဆိုပါတယ်။တနေ့မှာရာရှိုတာရဲ့အုပ်စုခေါင်းဆောင်ကသူမကိုဇုံနစ်လို့ခေါ်တဲ့နေရာကိုသွားပြီးစစ်လိဒဘူယူခိုင်းခဲ့ပါတယ်။တကယ်တော့ဇုံနစ်ကိုသွားတာဟာခွင့်မပြုထားတဲ့နေရာပါ။ ဲ့ဒါကိုမသိတဲ့ရရှိုဒါကသွားလိုက်မိပါတယ်။အဲ့ဒီနေရာဟာအခန်းတွေနဲ့လမ်းကြားတွေအများကြီးရှိနေခဲ့ပြီးကြောက်စရာလည်းတော်တော်လေးကောင်းတဲ့နေရာမျိုးပါ။အဲ့ဒီမှာသတင်းယောက်ျားတအူးကရရှိုဒါကိုတတိထားမိခဲ့ပြီးထီကပားကြီးကပားလှုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ချင်းကပ်လာခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲဒေါက်တာကောသန်ကရောက်ရှိလာခဲ့ပြီးကာကွယ်ပေးခဲ့တာကြောင့်ရရှိုဒါတယောက်သူ့ရဲ့အခန်းထဲကိုဘေးကင်းစွာပြန်ရောက်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ready လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းရှင်တအူးနဲ့သူ့ရဲ့ချစ်သူဘော်ရဲကောင်မလေးတို့ဟာ ကားအစည်းအဝေးတစ်ခုနဲ့တည်ဆုံသွားခဲ့ကြတာကြောင့်အဆိုပါအမှုကိုစုံစမ်းစစ်ဆေးခဲ့တဲ့ရဲရာရှိတအူကကားထဲမှာအောက်ဆီဂျင်နဲ့ပြီးတည်ဆုံသွားခဲ့တာဖြစ်ကြောင်းတွေ့ရှိခဲ့တာကြောင့်ဒါဟာတမင်လုံးချံမှုဖြစ်တယ်ဆိုပြီးတန်ရရှိနေခဲ့ပါတယ်။ဒီအမှုဟာအရန်ကိုရှုပ်ထွေးလွန်းတာကြောင့်ဖာစုဒေးလို့ခေါ်တဲ့ရဲရာရှိဟောင်းတအူရဲ့အကူအညီကိုရဲတွေကခေါ်ယူခဲ့ရပါတယ်။ဖာစုဒေးကစုံစမ်းမှုတွေကိုစတင်ခဲ့ပြီးရက်ဒီရဲ့ချစ်သူမော်ရယ်ကိုလုံးချံခြင်းနဲ့သူရှိနိုင်ပြီးရက်ဒီကကံမကောင်းစွာနဲ့လုံးချံမှုထဲမှာပါဝင်သွားတာဖြစ်ကြောင်းသုံးသပ်ခဲ့ပါတယ်။ဒီလိုနဲ့ ရဒီရဲ့ချစ်သူမော်ရယ်ကောင်မလေးရဲ့အကြောင်းကိုဆက်လက်စုံစမ်းကြည့်တဲ့အခါမှာတော့အဆိုပါမော်ရယ်ကောင်မလေးဟာတော်ညာစာချုပ်တွေအများကြီးချုပ်ဆိုထားတာကိုတွေ့မြင်ခဲ့ရပါတယ်။အဲ့ဒီတဲမှာမှာပါတီခေါင်းဆောင်တအူးရဲ့တားပိုင်နဲ့အလားအပါကုမ္ပဏီတခုလည်းပါဝင်နေခဲ့ပါတယ်။ဒီလိုနဲ့ရဲတွေကအဆိုပါကုမ္ပဏီကိုတွားရောက်ပြီးကုမ္ပဏီပိုင်ရှင်နဲ့တွေ့ဆုံခဲ့ပေမဲ့ရဲတွေကိုရရဆိုင်ဆိုင်တုံ့ပြန်ပြောဆိုခဲ့တာကြောင့်ရဲတွေကအဆိုပါလူရဲ့အနောက်ကိုလိုက်ပြီးလိုက်လံဆုံဆန်းရမှာတော့အဆိုပါကုမ္ပဏီပိုင်ရှင်ရဲ့လူတွေကရဲတွေကိုတိုက်ခိုက်ခဲ့တာကြောင့်ရဲရရှိတအူတေဆုံးသွားခဲ့ရပါတယ် ဘော်ရရဲ့ laptop တွေက email တွေကိုစစ်ဆေးကြည့်တော့သူမဟာကုမ္ပဏီကောင်းမှကြော်ညာတတ်တဲ့ main လေးဆိုတာကိုသိခဲ့ရပါတယ်။အဲ့ဒီ email တွေတွေကစကဝတ်ခံထားတဲ့စာတထောင်ဟာရှိနေခဲ့ပြီးအဆိုပါစာကိုခံထားတဲ့စကဝတ်ကိုဖော်လိုက်တဲ့အခါမှာတော့ဘော်ရရဲ့တငယ်ချင်းဖြစ်သူကပါတီကောင်းဆောင်တအုပ်ရဲ့တားပိုင်နဲ့အလားအပါကုမ္ပဏီတွေကိုမကြော်ညာဖို့တတိပေးထားတဲ့ video ကိုတွေ့ရှိခဲ့လိုက်ရပါတယ်။ video ထဲမှာတော့အဆိုပါကုမ္ပဏီတွေထဲမှာဘသူမှမသိတဲ့အန်ရရှိရဲ့ဓာတုပစ္စည်းတွေပံဝင်နေကြောင်းပြောပြနေခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါဗီဒီယိုကိုတွေ့ပြီးရဲတွေဟာမော်ဒယ်ရဲ့တငယ်ချင်းအိမ်ကိုတွားရောက်ခဲ့ပြီးမယ်သူ့ရဲ့တငယ်ချင်းဟာလည်းတည်ဆုံနေခဲ့တာကိုတွေ့ခဲ့လိုက်ရပြီးရေခဲတက်တာထဲမှာလှုပ်ဝက်တိတ်ဆီးထားခဲ့တဲ့အလားပါကွန်မစီတပူးကိုဘာစုဒေးကရှာဖွေတွေ့ရှိသွားခဲ့ပါတယ်အဆိုပါအရာကိုဓာခွဲခန်းကိုပို့ပြီးစစ်ဆေးကြည့်တဲ့အခါမှာတော့အဆိုပါအလကုံပစ္စည်းတွေမှာဘသူမှမသိတဲ့အန်နီယရှိရဲ့ဓာတုပစ္စည်းတွေပါဝင်နေခဲ့ပြီးဇလတ်အစမှာဖြော်ရည်တောင်းရင်တည်ဆုံသွားခဲ့တဲ့မော်ဒယ်ရဲ့ခန္ဓာကိုယ်ထဲကဓာတုပစ္စည်းနဲ့တူညီနေတာကိုတွေ့လိုက်ရပါတယ် တကယ်တော့ဇလန်းအစာကမော်ဒယ်ဟာခန္ဓာကိုယ်ထဲမှာရှိပြီးသားဓာတ်ပစ္စည်းတစ်ခုနဲ့အဆိုပါအလောက်ကုန်ပစ္စည်းကနေရတဲ့ဓာတ်ပစ္စည်းနှစ်ခုပေါင်းစပ်မိသွားခဲ့တာကြောင့်တည်ဆုံသွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲဗာဇူတေးဟာဇလန်းအစာကမော်ဒယ်ရဲ့တည်ဆုံမှုနဲ့ပတ်သက်ပြီးထပ်မံစုံစမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။တစ်ဖက်မှာတော့အီဗာထဲမှာနေနေခဲ့တဲ့ရာရှိုတာဟာအခြားကုန်ဝင်ဆောင်မိခင်တွေနဲ့ရင်းနှီးလာခဲ့ပါတယ်။ အများစုကစင်ရဲပြီးတချို့ကပြစ်ဒဏ်ဘဝကနေလွတ်မြောက်ခြင်းလို့ကိုယ်ဝေဆောင်ပေးနေကြတာတမျိုးတချို့ဆိုရင်ဖုန်းတစ်လုံးလိုချင်ရုံနဲ့ဒီအလောက်ကိုလုခဲ့တယ်ဆိုပြီးတီးခဲ့လိုက်ရပါတယ်ဒီအတော့အတွင်းရာချိုတာဟာကာကျဲလို့ခေါ်တဲ့မင်းကလေးတစ်ယောက်နဲ့တော်တော်လေးကိုခင်မင်ရင်းနှီးသွားခဲ့ပါတယ်အနေ့မှာကာကျဲဟာဘိုက်အလုံးအမင်းနာလာတာကြောင့်ဒေါက်တာတွေကသူ့မကိုစုံနစ်ကိုခေါ်သွားခဲ့ကြပါတယ်ဂျဲအနေငယ်အကြမှာတော့မတူကစိတ်ယုံမှရှိနေတဲ့မင်းကလေးတွေကိုကာကျဲရဲ့ကလေးကနှစ်ရက်အကြာမှာကလေးကတေဆုံးသွားခဲ့ပြီးဘိုက်နာလာမှာပဲတိရတာဖြစ်ကြောင်းနဲ့ အဲ့ဒါကြောင့်ပဲကာကြယ်ကိုအိမ်ပြန်လွတ်လိုက်ပြီဆိုတဲ့အကြောင်းပြောပြခဲ့ပါတယ်။အဆိုပါအဖြစ်ပြက်တွေကဒီစင်းရုံရဲ့နောက်ပိုင်းမှာမတင်ငါစရာတွေရှိနေပြီဆိုတာကိုရရှိုတာတယောက်တတိထားမိသွားခဲ့ပါတယ်။ဒီလိုနဲ့တရက်မှာတော့သူမကိုတိုင်လည်းတတိလက်သွားခဲ့ပြီးဇုံနေထဲကစင်းရုံတစ်ခုကိုခေါ်သွားခြင်းခံခဲ့ရပါတယ်။သူမတတိပြန်ရလာခဲ့တဲ့အခါမှာတော့ဘေးမှာရှိနေတဲ့နတ်စမတ်တယောက်ရဲ့လက်ထဲမှာကာကြယ်ရဲ့လက်စွပ်ကိုတွေးလိုက်ရတာကြောင့်သူမရဲ့စိတ်ထဲမှာတန်လျာစိတ်တွေပိုပြီးကြီးထွားလာခဲ့ပါတယ်။ဒီလိုနဲ့ရရှိုတာဟာ နိုးနေပေမဲ့တတိလင်းချင်အောင်စောင့်နေခဲ့လိုက်ပါတယ်။သူနာပြုထွက်သွားတာနဲ့တပြိုင်တည်းသူမဟာအပြင်ကိုထွက်ပြေးဖို့စ조사ခဲ့ပြီးအပြင်မှာခေါ်တန်နဲ့တွေ့ခဲ့တာကြောင့်ပြန်ပြီးတတိလင်းချင်အောင်စောင့်နေခဲ့လိုက်ပါတယ်။ဒီလိုနဲ့ရရှိုဒါတယောက်တတိလင်းချင်အောင်စောင့်နေတုန်းမှာပဲသူမရဲ့အရှိကတကားတစ်ခုတည်းကနေမိကုန်းဝေးထွက်လာတာကိုတတိထားမိခဲ့ပါတယ်။ဒီလိုနဲ့ခေါ်တန်ကသူမကိုဇုံနစ်မှာမထားတော့ပဲသူမရဲ့အခန်းကိုပြန်လည်ပို့ဆောင်ပေးခဲ့လိုက်ပါတယ်။တစ်ဖက်မှာလည်းရဲတွေကစုံစမ်းမှုတွေကိုဆက်လက်လုပ်ကင်နေခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့တိလိုက်တာက ဗော်ရီရီဟာတနည်းကို၄ချိန်တစ်ချိန်ကို၃ရက်စီအိန္ဒိယကိုလာရောက်လေ့ရှိတာကိုသတိထားမိသွားခဲ့ကြပါတယ်ဒါကြောင့်ပဲနောက်တစ်တုပ်လာမယ့်မော်ရယ်တွေကိုစောင့်ကြည့်နေခဲ့ကြပြီးမော်ရယ်တယောက်ရောက်လာတာနဲ့ရဲတွေကအဆိုပါမော်ရယ်ရဲ့အနောက်ကိုနောက်ရောက်ခံလိုက်ခဲ့ကြပါတယ်။မော်ရယ်ရဲ့အနောက်ကိုနောက်ရောက်ခံလိုက်နေတယ်ဆိုတဲ့အကြောင်းကိုဒူတယောက်ကတစ်ဖက်ကိုတရေပေးနေခဲ့ပါတယ်။အီဗာစင်နာထဲမှာတော့ရာရှိုတာဟာသူတို့နေရတဲ့ပတ်ဝန်းကျင်ကထူးဆန်းနေတာကိုပိုပြီးတရီထားမိလာခဲ့ပါတယ်။ ူတို့ဟာဘယ်အချိန်ရှိပြီဆိုတာကိုလည်းကြည့်လို့မရသလိုဘယ်နဲ့ရောက်ပြီဆိုတာလည်းမသိရပါဘူးအရာအလုံးဟာအီဗာစင်နာကချမှတ်ထားတဲ့စီးမြေတွေအတိုင်းပဲလုံဆောင်နေရတာပါတနေ့မှာတော့သူမဟာပရင်းပေါက်ကနေအပြင်ကိုကြည့်ပြီးနေနေခဲ့ပါတယ်အပြင်မှာတော့အဆောင်အုံအင်းနဲ့ငှက်တကောင်ကိုတွေ့မြင်ခဲ့ရပြီးအဆိုပါငှက်ကိုဖမ်းဖို့စ조사ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးအရင်တုန်းကမတူပြောဘူးတဲ့အတိုင်းအဲ့ဒီငှက်ကိုဘယ်တော့မှဖမ်းနိုင်မှာမဟုတ်ဘူးဆိုတဲ့စကားကိုပြန်သတိရသွားခဲ့ပြီးအခုတစ်ခေါက်မှလည်းရာရှိုတာက အပြင်မှာရှိနေတဲ့ငှက်ကိုဖမ်းကိုဖမ်းမယ်ဆိုပြီးဆုံးဖြတ်ခဲ့လိုက်ပါတယ်ဒီလိုနဲ့ပရင်းမောက်ကတန်တန်တွေကိုဖြုတ်ပြီးအပြင်ကိုကြီးလိုက်တဲ့အခါမှာတော့အံအားတင်သွားခဲ့ရပါတယ်သူမတွေးလိုက်ရတဲ့အရာကတော့အပြင်မှာရှိနေတဲ့အဆောက်အအုံတွေဟာတကယ်လည်းမရှိသလိုအပြင်မှာရှိနေတဲ့ငှက်ဟာလည်းတကယ်မရှိပဲဖြစ်နေခဲ့ပါတယ်တကယ်တော့အဆိုပါအရာတွေဟာပုံရင်းရောင်ကိုတုံးပြီးတော့ဖန်တီးထားခဲ့တဲ့မျက်နှာပြင်တစ်ခုပဲဖြစ်နေခဲ့ပြီးသူမကြားရတဲ့အတန်တွေကတော့ဘေးကတက်ဆင်ထားတဲ့စပီကာတွေကနေတက်ဆင်ထွက်နေခဲ့တာပဲဖြစ်ပါတယ် နောက်ပြီးသူတို့ဟာမြို့ထဲမှာရှိနေတာမဟုတ်ပဲဘယ်သူမှမသိရဲ့လှုပ်ဝက်နေရာတစ်ခုမှာရှိနေခဲ့တယ်ဆိုတာကိုရာရှိုသားတယောက်သဘောပေါက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အဆိုပါဖန်သားပြင်ကိုထိုးခွဲလိုက်တဲ့အခါမှာတော့နောက်ကွယ်မှာဘာမှမရှိနေပဲနန်ရန်ကြီးတစ်ခုသာရှိနေခဲ့ပါတယ်။ဒီလိုနဲ့ရာရှိုတာဟာသူတည်ထားတာကိုဘယ်သူမှမယိမ်းမိအောင်လို့အရင်ကလိုပဲပုံမှန်အတိုင်းပြန်နေခဲ့လိုက်ပါတယ်။တရက်မှာတော့သူ့ရဲ့တငယ်ချင်းဖြစ်သူလီလာလဲဘိုင်းနာပြီးဇုံနည်းကိုရောက်သွားပြီးတော့လီလာလဲကာကျဲလိုနီးတူရုတ်တရက်ပြတ်ဆုံးသွားခဲ့ပါတယ်။ အဲ့ဒါကိုရာရှိုဒါကစိုးရိမ်လာခဲ့ပြီးဒီလာကိုကယ်ဖို့အတွက်ဇုံနစ်ကိုခိုးဝင်ဖို့စ조사ခဲ့ပါတယ်ရာရှိုဒါတယောက်ဇုံနစ်တဲကိုဝင်လာခဲ့တဲ့အခါမှာတော့သူမတို့အဖွဲ့တဲက iPhone လိုချင်လို့ဒီကိုရောက်လာခဲ့တယ်ဆိုပြီးပြောပြခဲ့တဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပြီးအဆိုပါကောင်မလေးကဘဲသွားမှလဲဘာလုံးမှလဲဆိုတဲ့မေးခွန်းတွေကိုမေးကနောက်ဆုံးမှာတော့ရာရှိုဒါကိုတိုက်ခိုက်ဖို့လှုပ်လာခဲ့ပါတယ်ဒီနေရာမှာတော့ရာရှိုဒါဟာတာမန်မင်းလေးတယောက်မဟုတ်ဘဲအတိုက်အခိုက်ကိုခံပညာမှာအရန်ကိုတော်တဲ့သူဖြစ်နေတာကိုပေါ်လွင်လာခဲ့ပါတယ် ။ဒါကြောင့်မဲ့သူမဟာအဖွဲထဲမှာဆောင်ကြားဆောင်ရဖြစ်နေတဲ့အဆိုပါကောင်မလေးကိုခွေးလိုဝက်လိုစိတ်ကြိုက်ရိုက်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။အဲ့နောက်မှာတော့လီလာကိုခွဲစိတ်ထားခဲ့တဲ့ခွဲစိတ်ခန်းထဲကို ရောက်သွားခဲ့တဲ့အခါမှာတော့အခန်းထဲမှာလီလာကိုမတွေ့ရတော့ဘဲတွင်းတွေကိုပဲတွင့်ညင်ခဲ့လိုက်ရပါတယ်။အဲ့ဒီကနေတဆက်မိကိုးတွေထွက်လာခဲ့တဲ့အခန်းကိုရောက်သွားပြန်ပါတယ်။အခန်းတကားကိုဖွင့်လိုက်တဲ့အခါမှာတော့သူမအကြီးအကျယ်ထိတ်လန့်အံ့ဩသွားခဲ့ရပါတယ်။အဆိုပါအခန်းထဲမှာတော့ကိုဝင်းဆောင်မိခင်နေတဲ့ရုပ်အလောင်းတွေကိုပုံးတွေထဲမှာထည့်ထားခဲ့တာကိုတွေ့မြင်ခဲ့လိုက်ရပါတယ်။ အဲ့ဒီအခန်းနဲ့ချိတ်ဆက်ထားခဲ့တဲ့နောက်ထပ်အခန်းထဲမှာတော့ဖန်ပလင်းတွေအများကြီးရှိနေခဲ့ပြီးအဆိုပါဖန်ပလင်းတွေတဲကလီလာဘေဘီဆိုတဲ့နာမည်ပါတဲ့ဖန်ပလင်းကိုဖွင့်လိုက်တဲ့အခါမှာတော့လီလာရဲ့တရေသားလေးကိုတွေ့မြင်ခဲ့လိုက်ရပါတယ်ဒီလိုနဲ့လီလာရဲ့ကလေးဟာတည်ဆုံသွားခဲ့ပြီဆိုတာကိုရာချိုသားလည်းသဘောပေါက်သွားခဲ့ပြီးလီလာရဲ့တရေသားကိုယူကအဆိုပါနေရာကနေထွက်ပြေးဖို့ထိုးစားခဲ့ပါတယ်ဒါပေမဲ့လုံချုံရင်ဝန်ထမ်းတယောက်ကသူ့ကိုဖမ်းမိသွားခဲ့ပြီးစောင့်ကြည့်ရဲ့အခန်းတစ်ခုထဲမှာဖမ်းဆီးထုံအောင်ထားခဲ့လိုက်ပါတယ်။တစ်ဖက်မှာရှိနေတဲ့ရဲရာရှိတို့ကလည်း လေစိတ်ကထွက်လာခဲ့တဲ့မော်ဒယ်ရဲ့အနာကိုလိုက်ရင်တောအုပ်ကြီးတစ်ခုတည်းကိုရောက်သွားခဲ့ကြပါတယ်ဒီလိုနဲ့တိတ်မကြခင်မှာပဲများပြားလာတဲ့ကျွဲအုပ်ကြီးတွေကရောက်ရှိလာခဲ့ပြီးသူတို့အားလုံးလည်းကျွဲအုပ်ကြီးတွေရဲ့အလယ်မှာပြိမိနေတုန်းမှာပဲလူတစ်ယောက်ကရောက်ရှိလာခဲ့ကတော်တဲ့ကအင်ကြီးတလုံးတည်းကိုခေါ်ဆောင်သွားခဲ့ကြပါတယ်ဒီလိုနဲ့သူတို့အားလုံးရဲ့ဖုန်းတွေကိုတင်စီပြီးအင်ကြီးထဲမှာပိတ်လောင်ထားခဲ့လိုက်ပါတယ် တဖက်မှာလည်းသတိမေမျောနေခဲ့တဲ့ရာရှိုတာကိုလုံခြုံရေးဝန်ထမ်းကမကောင်းကြံဘူးစ조사ခဲ့ပေမဲ့ရာရှိုတာကသူ့ရဲ့ကိုခံပညာကိုအသုံးပြုပြီးအဆိုပါလုံခြုံရေးဝန်ထမ်းကိုအမောက်သိမ်းခဲ့လိုက်ပါတယ်။အဲ့ဒီနောက်မှာပဲအဆိုပါလုံခြုံရေးဝန်ထမ်းရဲ့ဂျာကင်အင်ကြီးကိုဝက်ကရုပ်ဖြတ်ပြီးထွက်ပြေးဖို့စ조사ခဲ့ပါတယ်။ထွက်မှတ်ပြေးခဲ့မှာပဲမာတူရဲ့ရုံးခန်းထဲကိုခိုးဝင်ပြီးပါစဝတ်ခံထားတဲ့မိကန်တက်တာတခုကိုဖွင့်ဖို့စ조사ခဲ့ပြီးမယ်ဇကဝတ်ကမှားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲနောက်ွယ်ကနေရောက်လာခဲ့တဲ့မတူကဇကဝတ်မှားနေရယ်ဆိုတာကိုပြောလိုက်တာကြောင့် လက်မနေတဲ့ရာရှိုတာကလည်းမတူကိုအလင်းအမြန်ပဲဖမ်းချုပ်ထားခဲ့လိုက်ပါတယ်ခဏအကြာမှာပဲခေါ်တန်ကရောက်ရှိလာခဲ့ပြီးမတူကမကောင်းတဲ့လူဖြစ်ကြောင်းနဲ့သူမလိုလူမျိုးကိုတပ်ပစ်တဲ့ကြောင်းပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲခေါ်တန်ဟာရာရှိုတာကိုအာယုံလွှဲပြီးရာရှိုတာရဲ့လက်ထဲကခွဲစိတ်ခံသုံးထားကိုလူယူကရာရှိုတာကိုပြန်လဲဖမ်းဆီးချုံနောင်ထားခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရာရှိုတာကဘာကြောင့်ဒီလိုတွေလုပ်ရလာလဲဆိုပြီးမတူနဲ့ခေါ်တန်တို့ကိုမေးမြန်းနေခဲ့လိုက်ပါတယ်ဒါကြောင့်ပဲမတူဟာ သူမရဲ့နောက်ကျောင်းကိုအခုလိုရှင်းပြခဲ့ပါတယ်။တစ်ချိန်လုံးကသူမဟာကောလိပ်ကျောင်းသူဘဝမှာအယံကိုလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးသူမရဲ့ဘဝမှာအလားအပါကိုအယံကိုတန်ဖိုးထားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မေသူ့ကိုချစ်ကွင်ပန်ခဲ့တဲ့အယံညာကောင်းပြီးပုံမှန်မကျတဲ့တောသားရုပ်ပေါက်နေခဲ့တဲ့ကောလိပ်ကျောင်းသားကောတန်ကိုအချင်းချင်းရင်းပယ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့မာဒူဟာပတ်ဆက်ရှိတဲ့နိုင်ငံရေးသမားတစ်ယောက်နဲ့လက်ထပ်ခဲ့လိုက်ပြီးလက်ထပ်ပြီးတိတ်မကြခင်မှာပဲ မာတုမှာကုသလို့မရတဲ့အသက်အလိုလိုကြီးပြီးအရေပြားယောဂဆိုးတစ်ခုဖြစ်ပေါ်လာခဲ့ကရုပ်ပြက်ဆင်းပြက် ဖြစ်လာခဲ့တဲ့တူမကိုတူမရဲ့ခင်မိုးဖြစ်သူကစွန့်ပစ်ခဲ့လိုက်ပါတယ်။အဲ့ဒီအချိန်မှာဂေါတန်ကပြန်လဲရောက်ရှိလာခဲ့ပြီးသူ့ကိုပုံမှန်အတိုင်းလှပအောင်ပြန်လုပေးမယ်လို့ဆိုက မာတုကိုကမ်းလှမ်းလာခဲ့ပါတယ်။ဒါပေမဲ့အရင်လိုပြန်လှပလာရင်တော့သူနဲ့အတူနေထိုင်ရမယ်ဆိုပြီးဂေါတန်ကပြောခဲ့တာကြောင့်မာတုကလည်းသဘောတူခဲ့လိုက်ပါတယ်။အဲ့အကြောင်းပဲဂေါတန်ဟာသူတီထွင်သားတဲ့စေတမျိုးကိုမာတူရဲ့ခန္ဓာကိုယ်ပေါ်မှာစမ်းသပ်အသုံးပြုကြည့်တဲ့အခါမှာတော့ သူမရဲ့အရေးပြားယောဂလည်းပျောက်ကင်းသွားခဲ့သလိုမာဒူဟာအရင်ကထက်ပိုပြီးလှပလာခဲ့ပါတယ်ဒီလိုနဲ့ဂေါ်ဒန်ကမာဒူကိုသူနဲ့အတူနေထိုင်ဖို့ပြောနေတော့မှာပဲမာဒူရဲ့ယောက်ျားဖြစ်တဲ့နိုင်ငံရေးသမားကရုတ်တရက်ရောက်ရှိလာခဲ့ပြီးဂေါ်ဒန်ကိုသူ့ရဲ့လူတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်တကယ်တော့မာဒူဟာဂေါ်ဒန်ကိုတခါမှမချစ်ခဲ့ပဲသူမရဲ့ယောဂကိုဖြည့်ရှင်းဖို့အတွက်ချက်ဟန်ဆောင်ခဲ့တာပဲဖြစ်ပါတယ်အကြောင်းအဆုံးကိုသိလိုက်ရတဲ့ဂေါ်ဒန်ကလည်းမာဒူကိုထိုးပေးထားတဲ့ဆေးဟာ တက်တန်း6လပဲခံတာဖြစ်ပြီး6လကျော်ရင်အရင်လိုအသက်ပြန်ကြည့်ပြီးအရေးပြားယောဂပြန်ဖြစ်မှာဖြစ်ကြောင်းနဲ့အဲ့လိုမဖြစ်စေချင်ရင်သူ့ရဲ့ဆေးကိုလိုအပ်ကြောင်းဂေါတန်ကရီမောစွာနဲ့ပြောခဲ့လိုက်ပါတယ်။ဂေါတန်ရဲ့ဆေးဟာ6လပဲခံပြီးနောက်ထပ်6လပြည့်ရင်တော့ဒီဆေးကိုထပ်ထိုးရမယ်ဆိုတာကိုသိတဲ့နိုင်ငံရေးသမားတဲ့မာဒူကဂေါတန်ကိုပြန်လည်တောင်းပန်ခဲ့ပြီးဂေါတန်ကိုဒီဆေးကိုစီးပွားအဖြစ်ထုတ်လုပ်ဖို့အတွက်ပတ်စံတွေအများကြီးထည့်ပေးကဒီလုပ်ငန်းကိုသူတို့၃ယောက်အတူလုပ်ကင်ဖို့အစီအစဉ်တွေစတင်ဆွဲခဲ့ကြပါတယ်။ ဒီလိုနဲ့မာသူဟာသူတို့ရဲ့ရင်းနှီးမြှုပ်နှံသူတွေနဲ့အစည်းအဝေးလုံးမဲ့အချိန်ရောက်ပြီဖြစ်ကြောင်းဂါရှိုတာကိုပြောကအစည်းအဝေးပွဲကိုပြခဲ့လိုက်ပါတယ်။အဆိုပါအစည်းအဝေးပွဲမှာတော့မာသူနဲ့ခေါ်တန်တို့ကသူတို့တည်ထွင်ထားတဲ့ဈေးအကြောင်းကိုအခုလိုရှင်းတာခဲ့ကြပါတယ်။အဆိုပါဈေးဟာအသားရည်ကိုဘယ်တော့မှအုံမင်းပြက်စီးမသွားစေပဲအမြဲတမ်းနှုပြိုစေမယ်ဆိုပြီးအစည်းအဝေးပွဲကလူတွေကိုရှင်းပြခဲ့ပါတယ်။အစည်းအဝေးပွဲတဲကလူတယောက်ကလည်းဒီဈေးရဲ့အဓိကပအဝင်ပစ္စည်းကိုမေးခဲ့တဲ့အခါမှာတော့မာသူက ဒီစိတ်ရဲ့အဓိကပါဝင်ပစ္စည်းဟာကိုဝင်ဆောင်မိခင်တွေရဲ့တရေသားကနေရတဲ့သွေးရည်ကြီးဖြစ်ပြီးအဆိုပါသွေးရည်ကြီးဟာတန်ရှင်းလက်ဆက်ပြီးအရေအသွေးအကောင်းဆုံးဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။တကယ်တော့အီဗာစင်နာကအဲ့ဒီလိုသွေးရည်ကြီးတွေကိုရဖို့အတွက်ကိုဝင်ဆောင်မိခင်တွေကိုလှည့်ဖြားပြီးခေါ်ယူထားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနီးနဲ့သူတို့ဟာတရေသားတွေကနေသွေးရည်ကြီးကိုယူပြီးအခုလိုနုပြိုစေတဲ့ဆေးဝါးတွေကိုဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ်။ဒီသွေးရည်ကြီးကိုရရှိဖို့အတွက် မတန်ဆွမ်းတဲ့လူတွေနဲ့စည်ရင်သားတွေကိုအမျိုးမျိုးသောနေရာတွေကနေခေါ်ယူလာခဲ့ကြကသူတို့ကိုအငားကိုရင်ဆောင်မိခင်တွေဖြစ်ခိုင်းစေခဲ့ပြီးကလေးမီးဖွားကန်နေရင်သူတို့ရဲ့တရေသားတွေကိုပါယူဆောင်သွားခဲ့ကြပြီးနောက်ဆုံးမှာမိခင်တွေကိုပါတပ်ပစ်ခဲ့ကြတာပဲဖြစ်ပါတယ်ဒီလိုနည်းနဲ့ပဲတရေသားစီးပွားရေးလုပ်ငန်းဟာဆက်လက်လဲပဲနေခဲ့တာပဲဖြစ်ပါတယ်ဒီလိုအဖြစ်အပျက်တွေကြားထဲမှာပဲအစောပိုင်းကတည်ဆုံသွားခဲ့တဲ့အမေရိကန်နိုင်ငံကမော်ဒယ်ကောင်မလေးအကြောင်းကိုမေးမြန်းခဲ့ကြပါတယ်မဒူကလည်းဒီဆေးကိုတောက်သုံးပြီးရင် နောက်ထပ်48နာရီအတွင်းအခြားသောဆေးဝါးတွေကိုဘာကုမှထပ်ပြီးမတောက်သုံးတင်ဘူးဆိုပြီးရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ပထမဦးဆုံးမော်ဒယ်ဟာဒီအချက်လက်တွေကိုမတိခဲ့တာဒါမှမဟုတ်ဂရုမစိုက်ခဲ့တာကြောင့်တည်ဆုံးခဲ့ရတာပဲဖြစ်ပါတယ်။တကယ်တော့တနေ့ကိုအိန္ဒိယကိုလာတဲ့မော်ဒယ်104ယောက်ဟာအဲ့ဒီဆေးရဲ့ပမာဏကိုဖြည့်တင်းဖို့အတွက်ပဲလာရောက်ခဲ့ကြတာဖြစ်ပြီးခြေပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ Ready နဲ့သူ့ရဲ့မော်ဒယ်ကောင်မလေးတို့ကိုတပ်ဖြတ်ရတဲ့အကြောင်းရင်းကလည်းသူမကိုကြော်ညာလာအပ်တဲ့အလားအပကွန်ပျူတာရဲ့မှာ အလားတူဆေးဝါးရင်နဲ့ဖန်တီးပြုလုပ်ထားခဲ့တာကိုသိရှိသွားခဲ့လို့ပဲဖြစ်ပါတယ်။အဆိုပါအချိန်မှပဲရဲရရှိတွေဟာတော်ရဲကအစာဦးကြီးထဲမှာအခုထိပိတ်မိနေစေဖြစ်ပါတယ်။ဒါပေမဲ့ဘာစုတွေကသူ့ရဲ့ညံကောင်းမှုကိုအကြောင်းပြုပြီးတော့အမှုရဲ့အချက်လက်တွေကိုစဉ်းစားသုံးသပ်ပြီးတဲ့အခါမှာတော့အမှန်တရားတစ်ခုကိုသဘောပေါက်သွားခဲ့ပါတယ်။သူတို့ရဲ့ရဲတပ်ဖွဲ့ထဲမှာလည်းအခြားတစ်ဖက်သရှိုတွေလည်းသူတို့အဖွဲ့ထဲမှာပါဝင်နေနိုင်တယ်ဆိုတာကိုသိရှိသွားခဲ့ပါတယ်။အဆိုပါအချိန်မှပဲရဲတပ်ဖွဲ့ရဲ့ကော်မရှင်နာကရောက်ရှိလာခဲ့ပါတယ်။တကယ်တော့အဆိုပါလူဟာ နိုင်ငံရေးသမားနဲ့ပူးပေါင်းကြံစည်ထားတဲ့လူတစ်ယောက်ဖြစ်ပြီးဒီအဖြစ်ပြက်တွေအားလုံးရဲ့အမှန်တရားကိုသိရှိထားတဲ့လူလည်းဖြစ်ပါတယ်။သူဟာအရာအားလုံးကိုအစီအစဉ်ကြကြပေါ်ဖော်ခဲ့ပြီးရဲရရှိတွေကိုအခုလိုပိတ်မိအောင်အကွက်ဆင်ခဲ့တာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ရာရှိုတာဟာသူ့ကိုချီနှောင်ထားတဲ့ကြိုးတွေကိုဖျက်ထုတ်ပြီးထွက်ပြေးဖို့စ조사ခဲ့ပါတယ်။အဆိုပါနေရာကနေထွက်ပြေးရင်အရေးပေါ်ထွက်ပေါက်တစ်ခုကိုတွေ့ခဲ့လိုက်ရပြီးအဆိုပါနေရာကနေထွက်လိုက်တဲ့အခါမှာတော့အပြင်မှာလိုင်ကူကြီးတစ်ခုတည်းကိုရောက်ရှိနေခဲ့ပါတယ်။ ီလိုနဲ့လိုင်ကူလမ်းကြောင်းကနေဆက်လက်ရှောက်လန်းလာခဲ့တဲ့အခါမှာတော့ထွက်လန်းကိုတွေ့ခဲ့လိုက်ပါတယ်ဒီလိုနဲ့အပြစ်ရောက်တဲ့အခါမှာတော့သူမဟာတောအုပ်ကြီးတစ်ခုထဲကိုရောက်နေမှန်းသိရှိခဲ့လိုက်ပြီးအီဗာစင်နာဆိုတဲ့နေရာတစ်ခုလုံးဟာလည်းတောင်ကြားထဲမှာတိဆောက်ထားတဲ့အဆောက်အုံကြီးတစ်ခုဖြစ်နေခဲ့ကဘယ်သူမှမသိအောင်ဖုံးကွယ်ထားခဲ့တာကိုလည်းသိရှိသွားခဲ့ပါတယ်အပြင်ကိုရောက်တဲ့အခါမှာလည်းခွေးတွေကရာရှိုဒါရဲ့အနောက်ကိုလိုက်လံတိုက်ခိုက်ခဲ့တာကြောင့်ခွေးတွေရဲ့လက်ကနေလွတ်မြောက်အောင်ထွက်ပြေးနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာသူမရဲ့အနောက်ကိုခေါတန်ကလိုက်လာခဲ့ပြီးဖမ်းဆီးကာ ူ့ရဲ့ရုံးခန်းထဲကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဒီလိုနဲ့ခေါ်တန်ကရရှိုတာကိုတတ်ဖို့ပြင်ဆင်နေတုန်းမှာပဲရဲတပ်ဖွဲ့ကကော်မရှင်နာနဲ့ဗီဒီယိုကိုပြောနေခဲ့ပြီးဘာစုတေးကိုပြစ်တတ်လိုက်ဖို့ခေါ်တန်ကပြောဆိုနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရုတ်တရက်ဆိုသလိုခေါ်တန်ရဲ့နောက်ပွဲကနေရရှိုတာကတနတ်နဲ့ချိန်ထားခဲ့တာကိုရဲအရာရှိဟောင်းဖြစ်တဲ့ဘာစုတေးကမြင်သွားခဲ့တယ်လို့ကော်မရှင်နာကလည်းမြင်လိုက်ရတာကြောင့်အန်အောစွာနဲ့ကြီးစုနေခဲ့လိုက်ပါတယ်။တကယ်တော့အစိုးပါတနတ်ကိုအစိုးပိုင်းမှာလုံခြုံရေးဝန်ထမ်းရဲ့အင်ဂျီတဲကနေရရှိုတာတရခိုးယူထားခဲ့တာပဲဖြစ်ပါတယ် ဒီလိုနဲ့ရာရှိုတာကလည်းသူမရဲ့အတိတ်ဆက်ကြောင်းကိုအခုလိုရှင်းပြခဲ့ပါတယ်။ရာရှိုတာဟာ delivery သမားတစ်ယောက်အဖြစ်လောက်ကင်နေခဲ့သူဖြစ်ပြီးရဲရရှိဖြစ်ဖို့အတွက် Vasu Deity မှာတင်နန်းတွေတက်ရောက်နေခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အထက်ရရှိတယောက်ရဲ့လက်ပေးလက်ယူလုပ်ဖို့အတွက်ငင်းဆန်ခဲ့တာကြောင့်ရဲမေရရှိတယောက်မဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့မြန်မာလေးဗာရင်တာကတော့အမဖြစ်သူအိမ်မက်တွေအကောင့်ထဲပေါ်နိုင်ဖို့အတွက်တဖက်တလန်းကနေကုညီဖို့စူးစမ်းပေးရင်အစိုးရအစည်းအရုံတစ်ခုမှာအငားကိုဝင်ဆောင်မိခင်လို့ရင်ငွေသိန်း၄၀ရမယ်ဆိုတာကိုသိရှိသွားခဲ့ပါတယ်။ဒီလိုနဲ့ဗာရင်တာလည်းဒီအလုပ်ကိုလက်ခံခဲ့လိုက်ပြီးရလာတဲ့အဲ့ဒီငွေတွေအလုံးကိုရာရှိုတာအတွက်ထားခဲ့လိုက်ပြီးအိမ်ကနေထွက်လာခဲ့ရကနေပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ရာရှိုတာနဲ့ဗာစုဒေးတို့ပေါင်းပြီးမြမဖြစ်သူဗာရင်တာကိုလိုက်ရှာရင် ဖာရင်တာဟာစင်ရဲသားတွေကိုအငားကုန်ဝင်ဆောင်မိခင်အဖြစ်ခေါ်ဆောင်သွားတဲ့ကုမ္ပဏီတစ်ခုနဲ့ဆက်နွယ်နေတယ်ဆိုတာကိုတွေ့ရှိသွားခဲ့ကြပါတယ်။ဒီလိုနဲ့ရာရှိုတာဟာသူ့ရဲ့ညီမကိုကယ်တင်ဖို့အတွက်ကိုယ်တိုင်အငားကုန်ဝင်ဆောင်မိခင်အဖြစ်ဟန်ဆောင်ပြီးအဲ့ဒီကုမ္ပဏီတွေကိုတချို့အဖြစ်ဝင်ရောက်ထောက်လန်းဖို့အစီအစဉ်ဆွဲခဲ့လိုက်ပါတယ်။ဒီလိုနဲ့သူမဟာအဆိုပါနေရာကိုရောက်ကလေးကအရာအားလုံးကိုအသေးချာအကဲခတ်နေခဲ့တာဖြစ်ပြီးစူမာတာရဲ့တက်ပလက်တွေကမြေပုံတွေကင်မရာနေရာတွေနဲ့လမ်းကြောင်းတွေကိုပါမှတ်သားထားခဲ့တာဖြစ်ကြောင်းမာတူနဲ့ကော်တန်တို့ကိုရှင်းပြခဲ့ပါတယ်။ အဆိုပါအချိန်မှာပဲနောက်ထပ်ကိုဝင်ဆောင်မိခင်တယောက်ဖိုင်နာလာခဲ့တာကြောင့်ရာရှိုတာကခေါ်တန်နဲ့မာသူတို့ကိုကိုဝင်ဆောင်မိခင်နေစီခေါ်သွားဖို့လုပ်နေခဲ့ပြီးခေါ်တန်ကလည်းရေတက်ဘက်ကိုတိုက်ခိုက်ဖို့အတွက်သူ့ရဲ့လူတွေကိုအချက်ပေးလိုက်တာကြောင့်အပြစ်မှာရှိနေတဲ့လူမိုက်တွေကအထဲမှာရှိနေတဲ့ရဲရာရှိတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။တစ်ဖက်မှာရှိနေတဲ့ခေါ်တန်ကလည်းရာရှိုတာကိုရုတ်တရက်တိုက်ခိုက်လာခဲ့တာကြောင့်ရာရှိုဒါရဲ့လက်ကနေမာဒူတယောက်ထွက်ပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့ဂေါ်တန်နဲ့ရာရှိုဒါတို့တိုက်ခိုက်နေတော့ဂေါ်တန်ကရာရှိုဒါရဲ့ဝမ်ပိုက်ကိုဓာတ်နဲ့ထိုးလိုက်တာကြောင့် သူမရဲ့ဘိုက်ထဲကကလေးလေးနဲ့တိဆုံသွားခဲ့ရပါတယ်။ဒါကြောင့်အမျက်သောတာကြီးထွက်ပြီးရာရှိုတာကလည်းလုံကြုံကြီးနဲ့ခေါ်တန်တို့ကိုတနက်နဲ့အပြင်းထန်ပြစ်ခတ်တိုက်ခိုက်ခဲ့လိုက်ပါတယ်။ဘာဒူကလည်းသူ့အတွက်အခြေအနေမဟန်တော့ဘူးဆိုတာကိုသိလိုက်ရတာကြောင့်ရဟတ်ရင်နဲ့ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ရာရှိုတာကအချိန်မီတားဆီးနိုင်ခဲ့ပါတယ်။အဲ့နောက်မှာတော့မာဒူကသူ့ရဲ့အလားပါအတွက်အခြားကိုဝင်ဆောင်မိခင်တွေရဲ့ဒရေသားတွေတည်းမဟုတ်ပဲကိုဝင်ငားလာရှိနေတဲ့သူ့ရဲ့ဒရေသားကိုစတေးခဲ့ရတယ်ဆိုတဲ့အကြောင်းကိုအခြားကိုဝင်ဆောင်မိခင်တွေတီးအောင်ဖွင့်ချခဲ့လိုက်ပါတယ်။ အဆိုပါအကြောင်းအရာတွေကိုကြားပြီးဒေါသထွက်နေတဲ့အခြားကုံဝင်ဆောင်မိခင်တွေကလည်းမာတူကိုမကောင်းဆိုးဝါးမှဆိုပြီးဝိုင်းဝန်းပြောဆိုကာတောင်းကြားတွေကိုတွန်းချခဲ့လိုက်ကြပါတယ်။တစ်ဖက်မှာတော့ရဲတပ်ဖွဲ့ဝင်တွေဟာလည်းချောင်းပိတ်အတိုက်ခိုက်ခံနေရတဲ့အခြေအနေကနေလွတ်မြောက်လာခဲ့တယ်လို့တစ္ဆပောက်ကော်မရှင်နာကိုလည်းတပ်ဖြတ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ရဲရရှိတွေကလည်းရာချိုတာကိုရှာဖို့အီဗာစင်နာတွေကိုရောက်ရှိလာခဲ့ကြပြီးသိမ့်မကြခင်မှာပဲဘီးဖွားဖို့ဘိုင်းနာနေတဲ့အမျိုးသမီးတစ်ယောက်ဟာ ရာချိုတာရဲ့ပျောက်ဆုံးနေခဲ့တဲ့ညီမဖြစ်သူဘာရန်နာပဲဖြစ်နေခဲ့ပြီးအီဗာစင်နာဟာအလို့ရှုပ်ထွေးနဲ့အတွေးမိုက်တိဆောက်ပုံတွေရှိတာကြောင့်ရာချိုတာကသူ့မကိုအစာပိုင်းမှာလုံးဝရှာမတွေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့မိဖွားတော့မဲ့ရာချိုတာရဲ့ညီမဖြစ်သူကိုကြံခဲ့တဲ့ကိုဝင်ဆောင်မိခင်တွေအားလုံးကဗာရန်တာရဲ့ရင်သွေးလေးကိုအတူတကွပူးပေါင်းပြီးမွေးဖွားပေးနိုင်ခဲ့ကြတာကြောင့်ရာချိုတာနဲ့အတူအခြားကိုဝင်ဆောင်မိခင်တွေအားလုံးလည်းဝမ်းသာပျော်ရွှင်နေခဲ့ကြပါတယ် ဒီလိုနဲ့နောက်ဆုံးမှာတော့ခေါ်တန်နဲ့မာဒူရိုနဲ့အတူတရားမဝင်ကိုဝင်ဆောင်မိခင်တွေရဲ့တရေသားနဲ့မအိုစီဖန်တီရောင်းချခဲ့ကြတဲ့မာဒူရဲ့ယောက်ျားဖြစ်သူနိုင်ငံရေးသမားကိုလည်းဖန်စီအကျဉ်းချခဲ့လိုက်ကဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ယခုကျွန်တော်တင်ဆက်သွားတဲ့ဇလန်လေးကိုချိန်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပြီးနောက်ထပ် Video တွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။